ဝေါးဒီလိုင်ကူကအတော်လေးကိုမှစိတ်ဝင်စားစရာကောင်းတယ်ဗျဒါဟာလဲဆွတ်ပြထားတဲ့တောအကြောင်းတွင်းကလိုင်ကူကြီးဖြစ်တယ်ဗျဒီထဲမှာဘာတွေရှိနေမလဲဆိုတာကိုကျွန်တော်လည်းတူတူအားလုံးပဲလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာအခုရောက်ရှိနေတဲ့ကျောင်းကတော့ဆွန့်ပစ်ထားတဲ့တောအဖုံးကျောင်းပဲဖြစ်တယ်ပေါ့နော်ဒီမှာကူရဲတဲ့ရှိတယ်ဒီတောအကျောင်းရဲ့အမည်ကတော့ Wat Tan Chan Ki လို့ခေါ်တယ်ပေါ့နော် မှာစေယုတ်ကြီးတွေလည်းရှိတယ်ဗျဂူကြီးရတယ်ကြီးတန်းမအောင်ဗျာကျောင်းဆရာကြီးဘယ်ဖြစ်ပြုပါဒီတော့အကြောင်းလေးရဆိုလို့ရှိရင်အလွန်ကိုမအေးချမ်းပြီးတော့နေစဉ်စပွဲလေးပြကြီးမားတဲ့လှိုင်ကိုကြီးတဲ့ဒီကျောင်းဝန်းထဲမှာရှိတယ်ပေါ့နော်ကျွန်တော်ရောက်လာတဲ့အချိန်မှာတော့မိုးတွေကတော့ရွာနေပါတယ်ဒါပေမဲ့ဒီကျောင်းဝန်းထဲမှာတော့ ဒရင်သုံးတဲ့ယဟန်တန်ကတပါးမှမရှိဘူးပေါ့နော်ဒါကတော့ဂူအရှိမျက်နှာသာမြင်ကွင်းပဲဖြစ်ပါတယ်ဂူချိမှာဆိုလို့ရှိရင် ပစ္စည်းပစ္စည်းရတွေအားလုံးကမပြောင်းမရှားနဲ့ကောက်ကောက်မုံမုံရှိနေတော့ပဲပေါ့နော်ဒီဘက်တန်စကာရဲ့အထဲမှာဆိုလို့ရှိရင်ဂရင်တလုံးကိုလည်းတွေ့ရတယ်ဗျအဲ့ဒီဂရင်ရဲ့အပေါ်မှာပေါ့နော်ကျွန်ထွက်နေတဲ့ဒီကြောက်အစွန်းကိုတဘာဝအတိုင်းမူရင်းမပြတ်ပေါ့နော်ငကားကောင်းပြုတ်လုပ်ထားတာကလည်းအတော်ကမှလက်ရမြောက်တယ်ဗျ ထိုင်းနိုင်ငံကတောအဖုံးကြီးเจ้าတွေကစွန့်ပစ်ထားတယ်လို့လည်းယတိပြတ်ပြောလို့မရဘူးပေါ့နော်ဒီဝါတွင်ကာလလေးဆိုလို့ရှိရင်တော့အဲထိုင်းဘုံတော်ကြီးတွေကအခုလိုမျိုးတောအเจ้าတွေမှာသတင်းသီလာလာရောက်ပြီးတော့စောက်တီကြတယ်ပေါ့နော်ဝါတွင်ကာလပြီးသွားပြီဆိုလို့ရှိရင်မြို့ပေါ်ရွာပေါ်ကအเจ้าတွေမှာပဲပြန်လဲပြီးတော့သတင်းသုံးကြတယ်ဗျကျွန်တော်ရုတ်တရက်ဒီဘက်ကိုလှည့်လိုက်တဲ့အခါမှာပေါ့နော်အယိုးစုယိုကျွန်တော်တွေ့လိုက်တဲ့အခါမှာအတော်လေးကမှလန့်သွားတယ်ဗျအစဝဝင်ချင်းမှကျွန်တော်မတွေ့ဘူးပေါ့နော်ဒီဘက်ကိုပြန်အလှည့်ကြည့်ကမှ မမကြီးရက်နေတာကိုတွေးလိုက်တဲ့အချိန်မှာရင်ထဲမှာလှုပ်လှက်လက်လက်တောင်ဖြစ်သွားတယ်ဗောနော်ဒီဘက်အမှန်အိမ်ထဲမှာထည့်ထားတဲ့ရုပ်ထုတွေကတော့ဒီတော့အကြောင်းကိုမတီးခဲ့တဲ့ဆရာတော်ဘုရားကြီးတွေရဲ့ရုပ်ထုတွေဖြစ်ပါတယ်ဒါပြန်လုံတော်မူသွားတဲ့အခါမှာဗောနော်အမှတ်တရအနေနဲ့ထုလုပ်ပြီးတော့အခုလိုမျိုးမှန်အိမ်ထဲမှာထည့်ထားခြင်းပဲဖြစ်ပါတယ်ဒါကတော့ဂူထဲကိုဝင်တဲ့အပေါက်ဖြစ်တယ်ဗောနော် ဒီလိုက်ကွာဆိုလို့ရှိရင်အတော်ကမှရှည်တယ်ဗျအတော်လဲနဲ့တယ်အထဲမှာမှောင်ပိန်နေတာပဲပေါ့နော်ပြီးရင်ကျွန်တော်ဝင်မယ်ဒီဘက်မှာလဲဂူတပေါက်တွေးလို့ကျွန်တော်ဝင်ကြည့်လိုက်တဲ့အခါမှာတော့လိုင်ကူကမနစ်ဘူးပေါ့နော်ဖုန်းကြီးတပားစာလောက်သတင်းသုံးလို့ရတယ်လိုင်ကောင်းလေးဖြစ်နေတယ်ဗျဒီထဲမှာဆိုလို့ရှိရင်ပစ္စည်းပစ္စည်းရတွေထည့်ထားတာကိုကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်ဒါနဲ့ကျွန်တော်အဲ့ဒီလိုင်ကူအပေါက်ကနေပြန်ထွက်လာပြီးတော့ဘက်မှာမြင်တွေ့ရတယ်ပေါ့နော်နစ်တဲ့လိုင်ကူတွေကိုကျွန်တော်ဝင်ဖို့အဆုံးဖြတ်လိုက်ပါတယ် ကျွန်တော်ဝင်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လိုင်းကိုဟိုကဝင်လန်းอ่ะဆိုလို့ရှိရင်အတော်ကိုမှကျင်းတယ်ပေါ့နော် မတရက်လည်းရက်သွားလို့မရဘူးခါးလေးကုန်းပြီးတော့မှဝင်ရတယ်ပေါ့နော်တတော်လေးကိုမှကျင်းပါတယ်ကျွန်တော်ကြက်ကြောင်းနဲ့ပဲဝင်လာလိုက်တယ်ပေါ့နော်လိုင်းကိုထဲမှာမီးရလည်းမရှိတော့ကျွန်တော်ရဲ့တံမီးအလင်းအောင်နဲ့ပဲကျွန်တော်ဝင်လာလိုက်ပါတယ်အဲ့ဒီလိုင်ကောင်းချင်းချင်းလေးကိုဖြတ်လာတဲ့အခါမှာပေါ့နော်ရုတ်တရက်လိုင်ကူအကျယ်ကြီးကိုထပ်ပြီးတော့တွေးလိုက်ရတယ်ဗျဒီမှာဆိုလို့ရှိရင်ပေါ့နော်အရန်ကိုမ လှတယ်ဗျာကြောက်ပန်းဆွဲတွေကလည်းအများကြီးရှိတယ်။လှိုင်ကိုရဲ့ဖွဲ့စည်းထားတဲ့ပုံစံအားဆိုရင်ပေါ့နော်အခုဒါဆိုရင်လှိုင်ကိုရဲ့အလဲဘဟုအဲ့အလဲဘဟုမှာတခြားလှိုင်ကောင်းတွေလည်းဟိုသွားလို့ရတယ်လမ်းကြောင်းလေးတွေများစွာကိုလည်းကျွန်တော်တွေ့တယ်ပေါ့နော်အဲ့ဒီလမ်းကြောင်းလေးတွေတစ်ခုချင်းစီတိုင်းကိုကျွန်တော်ရောက်အောင်လိုက်ပြီးတော့ဝင်ခဲ့တယ်ပေါ့နော်ကြောက်ကြောင်းတွေပဲလိုက်ကောင်းလေးမှဆိုလို့ရှိရင်အလင်းရောင်ကတစ်စက်မှမရှိဘူးပေါ့နော်မှောင်ပိတ်နေတာပဲဗျဒါပေမဲ့အဲ့ဒီမှာရေစက်ကြတဲ့အတန်တွေကပို့ပြီးတော့ကြောချမ်းဖို့ကောင်းတယ်ပေါ့နော်တတောက်တောက်နေ ီမှာဆိုလို့ရှိရင်လှိုင်ကူအပေါ်ကိုတက်တယ်ဗောနော်လှေကားလေးတွေ့လို့ကျွန်တော်တက်လိုက်တယ်ဗျအဝင်လာနေအပေါ်ကမှာအကျဲကြီးပဲဒီထဲမှာကြောက်ပန်းဆွဲတယ်လင်းတော့လေးလင်းတော့လေးဝါမောင်ပိန်ချောက်တုံးကြီးကြီးပဲဆိုင်ထဲမှာ တို့ကြည့်မိလုံးအဝိုင်းချဲ့ပြမယ်ကျွန်တော်ဒီထဲမှာဘလောက်ကျဲရဲဆိုတာကျဲကြီးပဲဒီပေါ်တက်ပြီးတော့အောက်ကိုပြန်ကြည့်အောင်မိကြီးတော့ရှိရပါတော့ဖုန်းကြီးမရှိတဲ့အခါကျတော့မိထွန်းမပေးဒီเจ้าဝင်နေမှာ ကိုတယောက်တည်းတော့ဖြစ်နေအခုမြင်တွေ့နေရတဲ့ဒီလမ်းကြောင်းလေးအတိုင်းနဲ့လိုင်ကူတွေတဲကိုထပ်ပြီးတော့သွားလို့ရသေးတယ်ပဲဗောနော်အဲ့ဒီလမ်းကြောင်းလေးအတိုင်းကျွန်တော်သွားဖို့ဆုံးဖြတ်လိုက်တယ်ဗောနော်ဒါနဲ့ကျွန်တော်အဲ့အပေါ်ကနေပြန်ဆင်းလာပြီးတော့အခုကျွန်တော်မီထိုးပြရဲ့လမ်းကြောင်းလေးအတိုင်းကျွန်တော်ဝင်လာလိုက်တယ်ဗောနော်ဝင်လာတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအတော်ကိုမှကြောချမ်းစရာကောင်းတယ်ဗျတိတ်ဆိတ်ပြီးတော့ဗောနော်လိုင်ကူသွားတဲ့ဒီလမ်းကြောင်းလေးရဆိုလို့ရှိရင်လည်းကျင်းကျင်းလေးဗျ ဒီလိုတက်မယ်ပေါ့နော်ဟိုဘက်ကိုလည်းတက်အောင်မယ်အရင်ဆုံးဒီထဲကိုရောက်လာပြီဆိုတော့ဒီဘက်လမ်းကြောင်းအရင်ဝင်မယ်လင်းဆွဲတည်းရှိတယ် ကြောက်ပန်းစွင်းကြီးရလှတယ်ဆိုပြင်မဲ့ပေါ့နော်ရုတ်တရက်ကြီးလိုက်ရင်လည်းကြောက်เสียရကောင်းတယ်ဗျဖြူဖြူမမကြီးတွေပေါ့နော်လူတယောက်ကြီးမတည့်ရနေတဲ့အတိုင်းပဲဗျမမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်တချို့ဒီကြောက်တိုင်နေရဆိုလို့ရှင်လှိုင်ကွာအပြင်အကြီးတော်လာဝင်ပေါက်ကတပေါက်သေးပဲပေါ့နော်အထက်ဝရောက်တာလည်းအခါမှာဆိုလို့ရှင်လှိုင်ဝူဝင်လမ်းနေရအများကြီးပဲဗျ လိုင်ကောင်းတွေအများကြီးရှိနေတဲ့လိုင်ကိုတို့ပြောလို့ရတယ်ဗောနော်အခုကျွန်တော်အချိန်မှာမြင်တွေ့နေရတာလေလမ်းကြောင်းတွေအားနှစ်ကြောင်းသုံးကြောင်းရှိသေးတယ်ဗောနော်အဲ့ဒီလမ်းကြောင်းတွေအတိုင်းကိုကျွန်တော်လိုက်ပြီးတော့အသေးစိတ်ဝင်ပြီးတော့ရိုက်ကူးတာဖြစ်ပါတယ်အဲဒါကျွန်တော်ရဲ့မိတ်ဆွေတွေကိုကြည့်အောင်အစဉ်ပြောင်းလို့ဆိုပြီးတော့ကျွန်တော်အချင်းကျုပ်ချုပ်ထားတဲ့အပိုင်းတွေပါတယ်ဗောနော်ကျွန်တော်ဒီလိုင်ကိုတွေဝင်တဲ့အခါမှာကြာချိန်ကအနည်းဆုံး9ရက်ကြော်ကြော်လောက်ရှိတယ်ဗျ အဲ့ဒီဗီဒီယိုအခြေကိုလည်းထပ်ပြီးတော့ကျွန်တော်တင်ပေးမယ်ပေါ့နော်။ဒါကတော့ကျွန်တော်အမေဆွေတွေကြည်အောင်အစဉ်ပြေအောင်လို့ဆိုပြီးတော့ဖြတ်ထားတဲ့အပိုင်းတွေလည်းရှိပါတယ်။ဒီမှာမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်။ကြောက်ပန်းဆွဲတွေရာဆိုလို့ရှိရင် like ကိုအပြေပဲဗျ။အရန်ကိုမှလှတယ်ဗျ။တဘာဝအရန်ဆန်တယ်ပေါ့နော်။တဘာဝကြီးကပေးထားတဲ့အလားတရားတွေကျမ်းပေါ့။လူလှုပ်ထားမယ်ဆိုရင်တော့ဒီလောက်မလှနိုင်ဘူးပေါ့နော်။သူ့တဘာဝအတိုင်းဖြစ်နေတဲ့ဟာတော်တော်လေးကိုမှလှပါတယ်ဗျ။အထက်အထက်တွေနဲ့တွဲလိုက်ကြည့်ဖြစ် လာခဲ့တဲ့ပေါက်ကဟိုဘက်မှာတမျိုးတစ်ခေါ်ကြီးပြန်ထွက်လာတယ်။ဝါးဒီမှာလည်းချိန်ပြီ။ ကဲဒီလိုင်ကတော်တော်လေးထဲမှာရှေ့ပြီးတော့เนาะလိုင်ကောင်းတော်တော်ပေါ်နေပြာဟုတ်ပါ ဆုံးသွားပြီလေကွာဒီနာမှာနောက်တကန်ထပ်ဝင်မယ် ဒီမှာဆိုလို့ရှိရင်အပေါ်ကကြာလာတဲ့ကြောက်အချွန်နဲ့အောက်ကရေစက်ကြာကနေပြီးတော့ခြုံတက်လာတဲ့ကြောက်အချွန်နဲ့ဆက်သွားတာပေါ့နော်ကြောက်တိုင်ပုံစံဖြစ်သွားတယ်။ရေလိုင်းကနှစ်ကြာလာတဲ့အမြပို့ပို့ပြီးတော့လှလာဖို့ပဲရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့လှိုင်းကလှိုင်းကိုရှင်ဆက်လက်ပြီးတော့ဒီမှာကြောက်ပန်းဆွဲတွေဖြစ်ဖို့လာလာလေးအများကြီးရှိနေသေးတယ်ပေါ့နော်။တော်လေးကမှစိတ်ဝင်စားစရာကောင်းတယ်ဗျာဒီလှိုင်းကထပ်ပြီးတော့ဝင်လို့ရတဲ့အပေါက်တွေရှိသေးတယ်ပေါ့နော်။ရတဲ့လောက်ကိုကျွန်တော်အကုန်တို့ရှိုးပြီးတော့ဝင်มาပဲဖြစ်ပါတယ်။ ီလိုင်းဦးလဲကိုကျွန်တော်အစဝင်ဝင်ချင်းရတော့စိတ်ထဲမှာဒီလောက်ခန်းစားချက်ဘာမှမရှိဘူးပေါ့နော်ဒါပေမဲ့လိုင်းကိုလမ်းနေတလမ်းပြီးတလမ်းလိုက်ဝင်ဝင်နေဒီလိုမျိုးချင်းချင်းလေးလေးနေရာနာရောက်လာတဲ့ခါကြလို့ရှင်မကြောက်ဘူးဆိုတဲ့သူတော်မှပဲစိတ်ထဲမှာကြောက်စိတ်တွေနည်းနည်းလေးဝင်ဝင်လာတယ်ပေါ့နော်တက်နိုင်ဆုံးကိုယ်စိတ်ကိုကိုပြန်လဲပြီးတော့တင်းပြီးတော့ရတဲ့လောက်ပေါ့နော်ဝင်လို့ရတဲ့အပေါက်တွေကိုကျွန်တော်လိုက်ပြီးတော့ဝင်ခဲ့ပါတယ်အခုဆိုလို့ရှင်ကျွန်တော်လိုင်းကိုစုံသွားလို့ပေါ့နော်အစုံကနေပြီးတော့နောက်ကျောင်းကိုပြန်ထွက်လာလာပဲဖြစ်ပါတယ် အခုဒါလိုင်ကူရဲ့အလဲဘဟုရောက်သွားပြီပေါ့နော်ကျွန်တော်ဒီအပိုင်းအတွင်းထိုင်းနိုင်ငံအတွင်းကစွန့်ပစ်ထားတဲ့တော်ရဖုံးအကြောင်းတွေကိုကျွန်တော်ရှာဖွေပြီးတော့ရိုက်ကူးတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ရိုက်ကူးတဲ့အခါမှာဆိုရင်လည်းတကယ်ကိုမှစိတ်ဝင်စားစရာကောင်းတဲ့တော်ရအကြောင်းတွေကိုပဲကျွန်တော်ရိုက်ကူးပေးနေတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးတွေက ကျေးဇူးသူတွေအတွက်ဘူးသူတမရဘူးတိတိုင်တောင်းပါဗောနော်ကျွန်တော်ဗီဒီယိုလေးတွေကြည့်လိုက်တဲ့အခါမှာမြင်မှုဒါလေးတွေမြင်ဘူးပြီးတော့အမြင်တစ်လေးတွေရရှိမယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်အခုလိုမျိုးဗီဒီယိုလေးတွေရိုက်ပူးတဲ့အခါမှာဆိုရင်လည်းအဲတရေတစေဗီဒီယိုလေးကိုကြည့်ကြင်ကြတဲ့ညီကိုမောင်နှမတွေကလည်းကျွန်တော်ကိုတောင်းဆိုကြတယ်ဗျကျွန်တော်တရေတစေဗီဒီယိုလေးကိုလည်းအခွင့်အသင့်တင်တယ်လို့ရိုက်ကူးတင်ဆက်ပေးပါမယ်ဘာဖြစ်လို့အခုရပိုင်းအတွင်း တဲတစေရိုက်ကူးတဲ့ဗျိုတွေကျဲနေရလဲဆိုတာကိုအားလုံးသိအောင်ကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင်ကျွန်တော်အနီးနားတဝိုက်မှာတဲ6တဲဆိုတဲ့နေရာလေးကိုကျွန်တော်ရိုက်ကူးခဲ့တာကအဲတော်တော်လေးဟိုမှာနှမ်းဆက်ပြီးတော့ကုံသွားပြီပေါ့နော်ဆက်လက်ပြီးတော့ရိုက်ကူးဖို့အတွက်ကြာတော့ကျွန်တော်အတွက်သွားရေးလာရေးကမခက်ခဲပင်မဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့ထိုင်းနိုင်ငံမှာညမှုညသာထွက်ပြီးတော့အိမ်ဒီကိုလိုက်ပြီးတော့ရိုက်ဖို့အတွက်ကြာတော့တော်တော်လေးဟိုမှာခက်ခဲပါတယ်ထိုင်းနိုင်ငံသားဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော် ူနိုင်ငံသားသူနိုင်ငံထဲမှာဘယ်ချိန်ဘယ်နေရာဘယ်သွားသွားအတင့်တော်တယ်ပေါ့နော်မြန်မာနိုင်ငံသားတရားအနေနဲ့ကြာတော့ညာဘက်တွေကိုနေတဲ့မြို့နယ်မဟုတ်ဘဲနဲ့ထွက်မယ်ဆိုလို့ရှင်အခက်အခဲတွေများစွာရှိတယ်ပေါ့နော်ဒီလိုအခက်အခဲတွေတဲကမှပဲတနိုင်လို့ရှိရင်တနိုင်တလောက်ပေါ့နော်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေကိုရိုက်ကူးတင်ဆက်ပေးခဲ့တဲ့ပရာလောကဗီဒီယိုတွေဆိုရင်လည်းကျွန်တော်ရိုက်ခဲ့တာများစွာရှိတယ်ပေါ့နော်ဒါပေမဲ့အခုရဲ့အပိုင်းအတွင်းမှာတော့ ျွန်တော်ရဲ့မိတ်ဆွေတွေအတွက်လည်းအမြင်တည်တည်တွေဖြစ်အောင်ဆိုပြီးတော့ဗောနော်အခုလိုမျိုးထုထုဆက်ဆန်းဆွပစ်ထားတဲ့တောရဘုံကြောင်းတွေကိုရှာဖွေပြီးတော့ရကူးတင်ဆက်ပေးနေတာလည်းဖြစ်ပါတယ်ခင်ဗျာလိုဗီယိုလေးတွေကိုလည်းအားပေးကြဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာတရေဗီယိုတွေကိုလည်းအခွင့်အရေးတင်သလိုရကူးတင်ဆက်ပေးသွားပါဦးမယ်ခင်ဗျာโอเคပါကျွန်တော်ဒီဗီယိုလေးကိုလည်းအဆုံးထိအောင်ကြည့်ရှုအားပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာအားလုံးပဲအသက်ရှင်ကြမှာဆက်ချမ်းသာပြီးတော့လူရင်းဆန္ဒတွေပြေဝကြပါစေခင်ဗျာ